โอเคလို့မြင်လာပါဒီဗီဒီယိုမှာတော့ကျွန်တော်ဒီနှစ်မင်္ဂလာဆောင်မဲ့ဒူလာသူသမီးတွေအတွက်ပေါ့နော်အဲတပုံဆရာကိုပွဲအတွက်မယ်ဆိုလို့ရှိရင်ဘလူမေကွန်းလေးတွေမေးရမယ်ဟာလားဘလူမေကွန်းလေးတွေကတော့ဒါမေးတဲ့မေကွန်းလေးပေါ့နော်ဆိုတော့အဲ့ဒါလေးကျွန်တော်ပြပြမှာဖြစ်ပါတယ်โอเคဂျာပြတ်တစ်ခုပြောဦးမယ်အမ်ဒီလိုအကြံပေးတာကြတော့ဟာလားကိုယ့်ရဲ့မင်္ဂလာဆောင်မှုတဲ့တငယ်ချင်းတယောက်စီကနေအကြံပေးရလဲကိုကြားရင်ကြားလိမ့်မယ်ဒါပေမဲ့ အမ်ဒီဗီဒီယိုမှာကြတော့ဒါမြန်မာတောင်ပွဲကိုယာချီတောင်ကြီးရိုက်ဘူးတဲ့တပုံဆရာတဲကနေပြီးတော့အကြံပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အမ်ဘာပဲပြောပို့ပြီးတော့ဟိုဒီတေးပို့ကြမယ်လို့ထင်နေပါတော့ဆိုတော့ကိုတငယ်ချင်းတွေလည်းမင်္ဂလာဆောင်မှုရှိရဆိုလို့ရှိရင်လည်းဒီဗီဒီယိုလေးကိုဟလာချက်ဘောက်ကိုလှမ်းပို့လိုက်ပါတော့လှမ်းပြီးတော့ share လိုက်โอเคစအောင် ။ Okay နံပါတ်1ကကြတော့ဗာလဲဆိုတော့ဓပုံဘယ်နှပုံပြန်ရမှာလဲပေါ့နော်။ဆိုတော့မင်္ဂလာဆောင်တပွဲအလားလုပ်ပြီဆိုလို့ရှိရင်တော့အဲအထက်မှာရိုက်တဲ့ပုံတွေအကုန်လုံးကတော့ဒူလာဒိုမီဒီယာပုံအကုန်လုံးကိုပြန်လိုချင်ကြတာများတယ်။ဟလာတကယ်လဲဒီမင်္ဂလာဆောင်တပွဲဆိုတာတသက်မှတစ်ခါဖြစ်တဲ့အတွက်ကြောင့်လို့အထက်မှာရိုက်တဲ့ moment တွေကဟလာဒီဒူလာဒိုမီဒီပဲအကုန်လုံးရတဲ့နေပေါ့နော်။ဒါကတော့ကျွန်တော်ကျွန်တော်အမြင်ပေါ့။ ဆိုတော့အဲ့အတွက်ကိုအမ်ဒီဘက်ခက်မှာတော့ကျွန်တော်တို့တပုံဆိုင်တွေက unlimited photo package တွေလောက်လာတယ်ဆိုတော့ unlimited photo package ဆိုတာမသိရင်ကျွန်တော်ပြပြမယ်အမ်ကျွန်တော်တို့ကွဲမှာရိုက်တဲ့ပုံတွေအကုန်လုံးကိုဒီ night နဲ့ပဲယူတာပေါ့နော်ဥပမာ3 night ဆို3 night 4 night ဆို4 night ဆိုပြီးတော့တပုံဆိုင်တယောက်အဲ့ chain တွင်သူရိုက်ပြလိမ့်မယ်ရိုက်မြတ်ပုံတွေအကုန်လုံးကိုအဲပြန်ပြီးတော့ edit လုပ်ပေးတာတို့လှတဲ့ပုံတွေအကုန်လုံး edit လုပ်ပေးတာပြီးတော့ subscribe ပြန်ပေးတယ်ဆိုတော့အဲ့အမျိုးကိုကျွန်တော်တို့က unlimited package လို့ခေါ်တယ် ဆိုတော့နောက်ပိုင်းကျတော့ the mood ပေါ်လာပြီဆိုလို့ရှိရင်တော့ကို့အတွက်ဟလာပုံပူကြီးတွေပါတယ်မပါတဲ့တော့ကြောင့်မလို့ပို့ပြီးတော့အဆင်ပြေသွားလိမ့်မယ်။ဒါပေမဲ့လည်းအမ်တချို့ဆိုင်တဲ့ကျတော့လည်းဟလာပုံ100 200နဲ့အဲ့လိုရိုက်တဲ့ဆိုင်တွေရှိပါတယ်။ဒါအားကျတော့ကို့အမ် budget ကိုချက်ကြည့်ပြီးတော့ဒီ quality နဲ့ပညာနဲ့ဟလာအဆင်ပြေတယ်ဆိုလို့ရှိရင်တော့ yeah ဒီလိုမျိုးလည်းရွေးတင်တယ်ပေါ့နော်။ဒါကတော့ကို့မေးရမယ့်မေးခွန်းတွေကနံပါတ်1ပထမဆုံးတစ်ခုပဲ။နံပါတ်2ကကျတော့ဗာလဲဆိုတော့ပုံတွေကဘယ်တော့ပြင်ရမှာလဲပေါ့နော်။ ဆိုတော့မင်္ဂလာဆောင်ပြီလို့ရှိရင်ကိုရိုက်တဲ့ပုံတွေဘယ်သူမှမဆိုဟဲ့လားမြန်မြန်တော့ရကြင်ကြတယ်ဒါပေမဲ့တချို့ဆိုင်တွေကကြတော့ဟဲ့လားတရက်ညက်တွေရရလဲရှိတယ်ဒါပေမဲ့တချို့ဆိုင်တွေကြတော့လဲအဲတလားတလားနေမှာရရလဲရှိတယ်အဲကိုကတကယ်လို့ဟဲ့လား Facebook မှာဟဲ့လား My Story မှာတင်နေတာတော့ဝိုင်းရကိုတူရကိုမှာပြန်ပေါ်အောင်လို့ဟဲ့လားဒီနေ့ချက်ချင်းပြန်တင်နေတယ်ဆိုလို့ရှိရင်တော့အဲကို add တဲ့ဆိုင်ကဒီ first service ရတဲ့ဆိုင်ဖြစ်မှာရမယ်ပေါ့နော်ဆိုတော့ first service ဆိုတော့ပါလဲပေါ့ first service ဆိုတာကတော့အဲကျွန်တော်တို့ဒီနေ့ရိုက်တဲ့ပုံတွေကိုဒီတရက်၂ရက်၃ရက်အတွင်းပေါ့နော်အမြန်ပြန်ပြီးတော့ပေးတဲ့ service ပေါ့နော်ဆိုတော့ကို add တဲ့ဆိုင်ကိုဒီအားလေးတစ်ချက်မေးထားပေါ့နော်အဲပုံတွေပဲချိန်ပြန်ရမှာလဲပေါ့ ကဲနောက်နံပါတ်3ရကြတော့ဗာလဲဆိုတော့ပုံတွေကို um set copy ပြန်ပေးမှလားဒါမှမဟုတ်ရှင်ဒီ event တွေနဲ့ပြန်ပေးမှလားပေါ့နော်ကိုက hard copy အလား full print out တွေပြန်ရမှလားဒါမှမဟုတ်ရှင် set copy only ပဲပြန်ပေးမှလားတချို့ဆိုင်တွေကြတော့လည်းဒီ stick တွေနဲ့ပေးတာရှိရေပေါ့နော်ဆိုတော့ memory stick နဲ့ပြန်ရမှလားပေါ့နော်ဆိုတော့ဒီလိုမျိုးမိကုန်းတွေကိုကိုကပွဲမအပ်ခင်မှာကြိုးပြီးတော့မိထားတင်မယ် โอเคနောက်နံပါတ်၄ရကြတော့ဗာလဲဆိုတော့ပုံနေပြန်ပေးတဲ့ခါမှာ frame နေပါအောင်မလားအဲပါမယ်ဆိုရင်ဘယ် site တွေလဲပေါ့နော်အရင်ကတော့ဟလာကျွန်တော်ဆိုင်ကြီးတွေပဲပေးလိမ့်ရှိမယ်နောက်ပိုင်းကျတော့ကျွန်တော်တို့ freelance တပုံဆရာတွေအားစားဟလာ frame လေးနဲ့ပုံတွေကိုသေသက်လေးနဲ့ဟလာပြန်ပြီးတော့ပေးတယ်ဆိုတော့ကိုက frame တွေကပေးမှာဗာ site လဲပြီးလို့ရှိရင်ဘယ်နှခုပေးမှာလဲပြီးလို့ရှိရင်အယောင်တွေရောပြန်ရွေးလို့ရလားစသဖြင့်ပေါ့နော်ဒီလိုမျိုးမေးခွန်းလေးတွေလည်းမေးလို့ရတယ်ပြီးတော့ package တက်မှာမပါဘဲနဲ့အပြင်မှာတက်တက်ထုတ်မယ်ဆိုလို့ရှိရင်ရောဒီ frame တွေကဟလာတခုဘလောက်ယူလဲပေါ့နော်ဆိုတော့ဒါတွေမေးလို့ရတယ်အမ် site တော်များများတော့ဟလာ frame ပေးမယ်ဆိုလို့ရှိရင်တော့ site တွေကတော့30 24ပြီးလို့ရှိရင်စနစ်78ပြီးရင်20 30ပြီးလို့ရှိရင်24 36ပေါ့နော်ဆိုတော့ဒီ site ၄ခုကတော့ဟလာတော်များပြီးတယ်ဒီတက်ပုတ်ကြီးပဲဆိုလို့ရှိရင်လည်းအဲ poster တွေ C9 နေဖြစ်သွားလိမ့်မယ်ဒီနမှာငားကြတော့ဗာလဲဆိုတော့ပွဲနေမှာတပုံဆရာဘယ်ချင်းရောက်มาလဲဆိုတာပေါ့နော်ဆိုတော့အဲ့တော့မေးရလိမ့်မယ်။မင်းတော်ဆောင်ပွဲတပွဲဆိုလို့ရှိရင်တော်များတော့ဟာလာတပုံဆရာတွေကအချိန်နဲ့ session နဲ့ပိုင်းပြီးပြီပေါ့နော်။ဥမာချိုးကြလဲ3 hour duration 4 hour duration 3နိုင်4နိုင်စာတွေချိုးပြီးတော့ပေးကြတယ်။ ကောတကယ်လို့ makeup ပြင်တာမှရရှိနေဆိုလို့ရှင်တော့ makeup ပြင်တာရဲ့အချိန်တစ်ဝက်လောက်ပေါ့နော်အဲ့လိုအချိန်လောက်မှာဆော်ပြီးတော့ခေါ်တယ်။ makeup ဆက်ဆက်အဲ on နေတဲ့အချိန်မှာ တွားပြီးမခေါ်နဲ့ပေါ့နော်ဘာလို့လဲဆိုတော့မိကဆဆအွန်ခြင်းမှာကိုကအရင်လှနေမှာလည်းမဟုတ်ဘူးပေါ့နော်မိကဆဆအွန်တယ်ဆိုလို့ရှိရင်သိပါလိမ့်မယ်အဲတဝက်လောက်ချိန်ဘယ်ချိန်လဲဆိုတော့ကျွန်တော်နှာခမ်းနေဆိုးတဲ့ချိန်လို့ဒါမှမဟုတ်ရှင်မြခုံးမွေးဆွဲတဲ့ချိန်လို့ပြီးလို့ရှိရင်ဒီစပင်ကိုလှမ်းပြီးတော့ပေါ့နော်စပရေးလှမ်းဖျန်းတဲ့ချိန်လို့ပါတော့ဆိုတော့အဲ့လိုချိန်ကြလို့ရှိရင်လုံးဝတပ်ပုံကရိုက်လို့ပို့ပြီးတော့ကောင်းလိမ့်မယ်ဆိုတော့တပ်ပုံရိုက်တယ်ဆိုတာတကယ်တော့လှကိုပဲရိုက်တာပဲဆိုတော့လှတဲ့ချိန်မှာရိုက်တင်တယ်ပေါ့နော်ဘယ်လိုချိန်လဲဆိုတော့ခုနကျွန်တော်ပြောသူမျိုးဒီနှာခမ်းနေဆိုးတဲ့ချိန်လို့ပြီးလို့ရှိရင်မြခုံးမွေးဆွဲတဲ့ချိန်လို့ပါတော့ပေါ့နော်ဆိုတော့အဲ့ချိန်ကလုံးဝ finish လာပြီးတဲ့ချိန်အဲ့ချိန်လောက်မှခေါ်ပြီးတော့ရိုက်တင်တယ် နောက်နံပါတ်6မိရမှာဗာလဲဆိုတော့အမ် snap တွေရောရိုက်ပေးလာပါဘောနော်ဆိုတော့အဲကျွန်တော်လိုမျိုးတပုံဆရာတွေကတော့တပုံရိုက်ချင်လို့လို့ဟလာတပုံတော့ကလည်းဝင်လာဖြစ်တဲ့အကြောင်းလို့တော်တော်များတော့ကစီမနေတာပွဲမှာရှိမြဟလာလှမြပုံတွေအကုန်လုံးတောက်လျှောက်လို့အကုန်လုံးရိုက်ပေးတဲ့လူတွေကြီးပဲဒါပေမဲ့အမ်ကိုရိုက်တဲ့အဲ unlimited ပေါ့နော် unlimited ရိုက်တဲ့အထဲမှာမှကိုကမိရမှာ main ပုံကြီးပဲရိုက်တာလားဒါမှမဟုတ်ရှင် snap ပုံလေးတွေရောပါပေးလာပါဘောနော်ဆိုတော့ snap ပုံလေးဆိုတာဘာလို့ဆိုတာမသိလို့ရှင်ကျွန်တော်ပြောပြမယ်ကျွန်တော်တို့တပုံတွေကအရင်ကကျွန်တော်တို့အဖေအမေတွေခေတုန်းကတော့မိလာဆောင်ဆိုလို့ရှင်ဒီ မှတ်တမ်းပုံစံပေါ့နော်အရုပ်ဒီနဲ့ရိုက်ကြတာများတယ်ဒါပေမဲ့ဒီဘက်ခေတ်လည်းကြာလဲကြာတော့နောက်ထပ်အမ်ကစ်မတ်လုံးမှာထပ်ခေါ်ပြီးတော့လာသူသမီးတွေက နောက်ထပ်ကမှလုံနေသူတို့ရဲ့ဒီ snap moment လေးတွေပေါ့ဟာလား happy moment လေးတွေပေါ့အဲ့လို happy moment တွေကလည်းဘယ်ချိန်မှဖြစ်လဲဆိုတော့ဒီပွဲမှာဟာလားကိုနဲ့အမ်အကြိုက်ပဲမတွေ့ရသေးတဲ့လူကြီးတွေရှိမယ်ပြီးလို့ရှိရင်ဆွေမျိုးတွေရှိမယ်နေရာတက်လာတဲ့လူတွေရှိမယ်သူတို့နဲ့တွေ့ရခါကြလို့ဆိုရင်အပြုံးတွေကလုံးဝအပြုံးအစ်စ်တွေဆိုတာရှိတယ်ဆိုတော့အဲ့အပြုံးစ်တွေကိုဖမ်းနိုင်ဖို့ကဒီ main မှတ်တမ်းသမားရမှာမဟုတ်ဘူးအဲ့အစားကိုဘာဘာထပ်ခေါ်ရလဲဆိုတော့ဒီ snap photographer ပေါ့နော် snap ရိုက်ပေးတယ်ဒီ မတမ်းမုတ်ခဲနဲ့အဲလျှက်တစ်ပြက်လေးပေါ့နော် moment လေးကိုရိုက်ပြီးတယ် photographer ဆိုပြီးတော့တက်တက်ထက်ခေါ်ကြတယ်ပေါ့နော်ဒီဘက်ခေတ်ထဲမှာတော့ဆိုတော့အဲကိုယူလိုက်တဲ့ package ကအဲ့ဒါရောပါလားဒါမှမဟုတ်လို့ရှိရင်ကိုသဘောကျတဲ့တပုံဆရာကဒီလို snap ပုံလေးကိုရိုက်ပေးသေးလားသူ့ရဲ့ဟလာ facebook page တို့ဒါမှမဟုတ်လို့ရှိရင် website တွေဘောမှာဝင်ကြည့်လို့ရတယ်နံပါတ်9နဲ့မင်းလာဆောင်နေကြလို့ရှိရင်ရောအဲ့တော့ကြာကြာရှိလာပေါ့နော် ဆိုတော့ကျွန်တော်တပုံစီရရတယ်တကယ်တမ်းကြလို့ရှိရင်တော့ဟိုနိုင်နဲ့သွားရဲဆိုလို့ရှိရင်မြင်းစီးသွားတာမဟုတ်တဲ့အတွက်ကြောင့်မလို့အဲ့လားအနည်းဆုံးတော့ကားစီဖို့နဲ့ဒီလမ်းမှာဟလာဘိုက်ဖြည့်ဖို့ပေါ့နော် transportation plus accommodation fee ဆိုပြီးတော့တောင်းလိုက်ရှိတယ်ဒါကလည်းဟလာကိုယ်ရဲ့မြို့အလိုက်ဟလာဝေးกว่าဝေးလိုက်ပို့ပြီးတော့ကြာတဲ့နာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတပုံစီရကိုငကူတဲ့ဟိုကဟလာကိုမြို့ပြောပြီးတော့ဟလာဘလောက် extra charge ယူလဲပေါ့နော်ဆိုတော့ဒါလေးတွေမေးရနိုင်မယ် အနမရှိကကြတော့ဗာလဲဆိုတော့ကိုမင်္ဂလာဆောင်ဟလာပွဲရတကယ်လို့ရက်ပြောင်းသွားတယ်ဆိုလို့ရှိရင်ရောရက်ပြောင်းကြီးဆိုပြီးတော့တသက်ယူလာပါဘောနော်ကိုမင်္ဂလာဆောင်ဟလာရာတီဥရုကြောင့်တော့၎င်းဒါမှမဟုတ်ရှင်ကျမရဲ့ကြောင့်တော့၎င်းဒါမှမဟုတ်နိုင်ငံရဲ့ကြောင့်တော့၎င်းပါဘောနော်မျိုးမျိုးကြောင့်ဟလာပြောင်းသွားခဲ့သည်ရှိတော့ကိုကဒီတပုံဆိုင်ကိုမေးရမှာအဲရက်ပြောင်းကြီးဆိုပြီးတော့တသက်ပေးရလာဆိုတာပေါ့နော်ဆိုတော့အဲ့လေကျွန်တော်ဆင်းပြပါမယ်ဆိုတော့ကျွန်တော်တို့တပုံဆိုင်တွေကဟလာပွဲတစ်ပွဲလာအပ်ပြီဆိုလို့ရှိရင်ဒီဘက် client တယောက်ကနေပြီးတော့ဥမာအဲ25 December ပါဘောနော်ဟလာ Christmas နေ့ကိုသူကကြိုအပ်သွားတယ်ဆိုလို့ရှိရင်အဲ့ရက်တော့ကျွန်တော်တို့ကစီရင်လေးအရင်ကြိုးပြီးရယူထားရတယ်တကယ်လို့အဲ့ရက်ကိုတခြားလူတွေကလာ ပြီးတော့မေးရဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ရက်ကို block ပြီးတော့ဟလာဒီရက်မအားတော့ပါဘူးဆိုပြီးတော့ဒီချိန်မအားတော့မနက်9:00တွဲဘွဲမအားတော့ဆိုပြီးကျွန်တော်ကပြန်ပြီးတော့ပြောရတယ်တကယ်လို့ကိုကရက်ပြောင်းလိုက်တဲ့ခါကျလို့ရှိရင်တခြားအဲ့ခုနကလာမေးတဲ့ဟလာအယောက်အဲ3-4ငါးအောင်ဖြစ်မယ်ဆက်ရောက်လည်းဖြစ်ဖြစ်မယ်ပေါ့နော်ကိုရက်လှရင်လှသလားအဲ့ရက်ကိုဒီတပုံဆိုင်ဒီမှာလာမေးကြလိမ့်မယ်ဆိုတော့ तू ကအဲ့လူတွေကတော့ပြန်ပြီး cancel ရတာဆိုတော့ကိုကကျမ်းမာရောက်တော့၎င်းခုနပြောလို့နိုင်ငံရောက်တော့၎င်းဒါမှမဟုတ်ရှင်ဒီရာသီဥကျောင်းတော့၎င်းပေါ့နော်ကိုကအဲ့ရက်ကိုပြောင်းခဲ့တယ်ဆိုလို့ရှိရင်တပုံဆိုင်အတွက်နှစ်နာတယ်အဲ့ရောက်လို့ကျွန်တော်တို့ကရက်ပြောင်းကြီးလေးဆိုပြီးတော့အဆိုတလောက်လေးအင်းလေးယူလေးရှိတယ်ဒါပေမဲ့လုံးဝမယူတဲ့ဆိုင်လည်းရှိပါတယ် နောက်နံပါတ်ကိုဘာလဲဆိုတော့အမ်ကိုစဉ်းစားထားတဲ့အသင်းပေါ့နော်ကိုကြိုက်တဲ့ကလာအသင်းမျိုးဒီတပုံဆရာကြိုက်တဲ့လားဆိုတာမျိုးအမ်ချုပ်သူသူမီးကြီးကတော့ကလာဥလီကြိုက်တာရှိတယ်ချုပ်သူမီးကြီးကတော့ကလာအမိုင်းလေးကြိုက်တာရှိတယ်ဆိုတော့ဘလို့ပဲကြက်ကြိုက်ပေါ့နော်ကိုကြိုက်တဲ့ပုံစံအသင်းမျိုးကိုကိုရဲ့တပုံဆရာကိုဟိုလာသွားပြီးတော့ပြသင်တယ် reference အနေနဲ့ပေါ့နော်ဒီပွဲမှာမင်္ဂလာဆောင်နေ့မှာကျွန်မကဒီလိုပုံစံမျိုးလိုချင်ပါတယ်ဆိုပြီးတော့ဟလာ screenshot လေးအနေနဲ့ပေါ့နော်ချုပ်ကြောက်လည်းသူတို့ page နေမှာသူတို့တင်ထားတာရှိတယ်ဆိုတော့အဲ့ရနေသွားပြီးတော့ဝင်ပြီးတော့ကြည့်ပေါ့နော်ကြည့်ပြီးတော့မှကိုကြိုက်တဲ့ပုံလေးကို screenshot ပြီးတော့မှပွဲနေ့မှာဟလာဒီကလာအသင်းလေးလိုချင်တယ်ဆိုပြီးတော့ပြန်ပြီးတော့ပြသင်တယ် နောက်နံပါတ်30နောက်ဆုံးအချက်ပေါ့နော်အဲဘူကင်နေလို့ရှင်ဆီယံငွေကိုဘယ်လိုချေရမှာလဲပေါ့နော်အဲကိုဘကရက်တိတ်ကြလို့မင်းသားဆောင်ပွဲအပ်ပြီဆိုလို့ရှင်တပုံဆရာတွေကိုမေးရမှာဟာလားဆီယံငွေကဘယ်လိုယူတာလဲပြီးလို့ရှင်ဘလတ်ပါဆန်တွေချေရမှာလဲပေါ့နော်တချို့ကြတော့လဲဟာလားအမ်တဝက်ယူလာရှိရချိုးကြတော့လေပွဲမတိုင်ခင်တပတ်လိုအပီးချရာလည်းရှိရအဲဒါတော့ကိုအပ်တဲ့ဆိုင်မှာမူတူရပါတော့ကျွန်တော်တို့ကြတော့အမ်ပွဲမတိုင်ခင်တဝက်ပွဲနေကြလို့ရှိရင်တဝက်ပေးရတယ်ပေါ့နော် โอเคဒါကတော့ကိုမင်လာဘွဲအတွက်အဲတပုံဆရာတွေကိုရတော့မယ်ဆိုလို့ရှိရင်မေးရမယ့်စေချက်ပေါ့နော်ဒါပေမဲ့ကျွန်တော်က tip လေးပေါ့နော် bonus tip လေးပြောပြပေးမယ်ဘာလဲဆိုတော့369 rule ဆိုတာရှိတယ် this is nairu ဆိုတာပါလဲဆိုတော့ကျွန်တော်တို့ wedding industry ရလူတွေတော့သိတယ်။အဲကို့ပွဲအားတကယ်လို့အလားဂျားရက်ပေါ့နော်။တနင်္လာနေ့တောက်ကြရလို့ပဲဆိုလို့ရှိရင်တော့3လကျုပ်ပြီးတော့အဲ့လို့ရှိရင်မှီတယ်။ Now um ကို့ပွဲအားတကယ်လို့ဥမာစနေတနင်္ဂနွေပေါ့နော်။အဲ့ဒါဆိုလို့ရှိရင်တော့6လလောက်ကျိုးမှမှီတယ်။ဒါပဲ service ပဲဖြစ်ဖြစ်ပေါ့နော်။ photo ပဲဖြစ်ဖြစ် video ပဲဖြစ်ဖြစ်အဲ makeup ပဲဖြစ်ဖြစ် decoration pan MC အကုန်လုံးလိုရတာ။ Now ကိုကကြတော့ပါလဲဆိုတော့ကို့ပွဲအားတကယ်လို့အခကြီးရကြီးတွေပေါ့နော်။အဲ့လို အဲလှုပ်သမားနေပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်ပြောရဲခရစ်စမတ်နေ့တို့ပါတော့အဲ့လိုနေ့တွေဆိုလို့ရှိရင်တော့ဒါလူတိုင်းကလှုပ်ခြင်းတဲ့အတွက်ကြောင့်မလို့ကိုးလာဒါမှမဟုတ်ဆိုရင်တနှစ်လိုမျိုးပေါ့နော်အဲ့လိုအချိန်ကိုစောပြီးတော့တော့ကျိုးပြီးတော့ဟလာ high service တွေကိုတော့ add တင်တယ်။ Okay နောက်ဆုံးအကြံပေးချင်တာကတော့တပုံစရာတွေကိုပွဲရတော့မယ်ဆိုလို့ရှိရင်တော့ဟလာပေးတဲ့ဈေးကိုမကြည့်ဘဲနဲ့ तू ပေးတဲ့ quality နဲ့ तू ပေးတဲ့ service ကတန်ရင်လားဟလာဒီအရာတွေအားလုံးကတသက်မှာတစ်ခါပဲဟလာကိုစောင်းမဲ့ပွဲမှာ तू ပေးတဲ့ service တွေကတန်ရင်လားဆိုတော့ကြည့်ပြီးတော့ yeah ဆုံးဖြတ်လို့ရပါတယ်။ Okay အားလုံးကျေးဇူးပါတယ်။ဒီနေ့ကတော့လောက်ပါပဲ။